ဟုတ်ကဲ့ဒီမမမြတ်မိုးဆိုရင်လည်း Miss Cosmo သွားပြိုင်မယ်အဲ့ဘက်ကလည်းတက်နိုင်ဆုံးအများကြီး sporting ပေးသွားမယ်ဒါအဖက်ဖက်ကနေပြီးတော့ပေါ့နော်ဟုတ်လေဆိုတော့ဒီမမအလွတ်တဲ့အချိန်မှာဆိုရင်မမရဲ့ fan တွေအများကြီးဝန်းရံကြရတယ်ပြီးတော့ဟိုသွားပြိုင်တဲ့အခါမှာလည်းလုံးဝဖြာနေမယ်ဆိုရတဲ့အမိုက်စားယုံကြည်ပါတယ်လို့အဲတကယ်ကြိုတိရောကြိုတိရဲ့ team ကပါဒါပေမဲ့မပြောခဲ့တဲ့ team ကပေါ့နော်အဲကြိုပြီးတော့တိရပါတယ် အာဟုတ်ပါစားရခါကြရင်တော့တည်တည်ဒီဟိုဒီတလျှောက်မှာပေါ့နော် diet plan အနေနဲ့လိုမျိုးပဲစားဖြစ်တာတော့များတယ်အရင်တော့ကတော့မပြိုင်ခင်ကတော့ဟုတ်ပါအသေးစားအရင်စားရတဲ့မှာပါပါတယ်ဒါ media ကိုကိုမမိုက်ကုန်လို့ဟုတ်ပါစားအကုန်လုံးနော်ဟုတ်ပါနဲ့အိတ်ခံတော့ဟုတ်ကဲ့ဒီမှာတည်တည်ရောက်လာတဲ့အချိန်မှာဆိုလဲတဲ့ fan လေးစောင့်ပြီးတော့လက်ဆောင်လေးတေးကြတယ်ပြီးတော့မနေ့ကဆိုလဲ7နှစ်အတီကိုစောင့်ပြီးတော့မှ wish ကြတဲ့တွေရဲ့ဒီတစ်နှစ်နှစ်နှစ်အတီဇက်တိုက်ပေါ့နော်အဲ့လိုမျိုးတွေ့ရတဲ့တကယ် တကယ်ဝမ်းသာပါတယ်လို့ကျေးဇူးလည်းအများကြီးတင်ပါတယ်လို့ဒီနှစ်တော့တည်းတည်းဒီတည်းရဲ့မွေးရမြေဖြစ်တဲ့မကွေးဘက်အထက်မင်းသားဘက်မှာပဲတဲ့အလူလေးလုတ်ဖြစ်ပါတယ်အဲ့လိုတော့မရှိပါဘူးဒါကင်မရာနောက်ကျမှပြောကြမယ်အဲ့လိုတော့မရှိပါဘူးဒါဆက်ရှိပြည့်ပြီဆိုတော့အသက်တနှစ်ပိုကြီးသွားပြီပေါ့ဟုတ်ကဲ့ဒါမကွေးမှာဆိုရင်တဲ့တို့အမြဲတမ်းဒီလူနေကြဖြစ်တဲ့နေရာလေးမှာပဲပေါ့နော်အဲ့တဲ့ဒီနေဘက်မှာတော့ဆိုမကွေးမှာအိမ်မှာပဲအမြဲတမ်းလူနေကြဖြစ်တယ် ဒီကဆင်ဆက်ဒီចောင်းတိုက်မှာလူနေကြဖြစ်တဲ့ចောင်းတိုက်မှာပဲဒီနေ့တဲ့မွေးနေ့ကိုအိပ်ပတ်မှာပဲလူဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့မနစ်ကမွေးနေ့လဲအလူတန်းနဲ့ပဲဖြတ်တန်းဖြစ်ပါတယ်။ဒီနေ့လဲဒီနှစ်လဲအလူတန်းလေးနဲ့ပဲဖြတ်တန်းဖြစ်ပါတယ်။ Birthday surprise တွေကတော့ရနေပါတယ်။တဲ့ fan တွေတဲ့တဲ့လက်ဆောင်လေးအများကြီးပို့ပေးကြတယ်။တကယ်ဟိုပြောရမယ်ဆိုရင်ထင်မှတ်မထားတဲ့အရာလေးတွေရောပြီးတော့အတဲ့အကြိုက်တွေကိုမမေ့စီကိုခိုးမေးတယ်။ဒါဒါဆရာသူတို့တဲ့ manager တွေကိုခိုးမေးပြီးတော့အဲ့လိုမျိုးပေးတဲ့ဟာတွေလည်းအများကြီးတွေ့ရတယ်။ဟုတ်တယ်အဲတဲ့တဲ့ ဒါအလုပ်ကိစ္စလေး meeting လုပ်နေနေပေါ့နော်ဒါတော်တော်ဒီတိုင်းပဲ meeting မှာပဲဒီရိုးရိုးပဲနေနေနဲ့ဒါဆရာကနေပြီးတော့ဒီ communicate လေးနဲ့ birthday surprise လုပ်ပေးရပါမမေနဲ့ဖေဖေနဲ့ကပေးဖို့ plan ထားရလို့ဒါပေမဲ့ surprise လို့ပုံစံမျိုးအခုထိတော့မရသေးဘူးဘယ်ချိန်ဖြစ်မလဲတော့မသိဘူးပေါ့နော်ဒီနေ့ရဲ့ညပိုင်းကျမှဖြစ်မလားအဲ့လိုမျိုးပေါ့အဲတကယ်ကြတော့အဲ့လိုပူဇော်ထားရတော့မရှိပါဘူးဒါပေမဲ့အဲ့လိုကြိုက်ရင်တော့ miss ကို forward ပေးလိုက်တာပတ်စံနဲ့တော့မပြောတော့ဘူးပေါ့နော်အဲ့လိုမျိုးလေး forward ထားရလေးရှိရဲ့အဲ့ဒီက ဘာပေးမလဲရတယ်လေတိချမသိဘူးပေါ့ normal ပါပဲပေါ့နော်၁၈ပြည့်ပြီပေါ့ဒါ၁၈ဆိုရဲဟာဆရာဆိုလဲပြောရပေါ့နော်အဲဒီ၁၈တောင်ပြည့်ရင်အသက်အဲ့လိုမျိုးပေါ့တမျိုးတော့ဖြစ်တယ်စိတ်ထဲမှာ၁၈တောင်ပြည့်တော့ပြီလားကိုကိုက၁၄၁၅၁၆အဲ့လိုပဲတင်နေတယ် ဟုတ်ကဲ့ဒီမမမြတ်မိုးဆိုရင်လည်း Miss Cosmo ကိုသွားပြိုင်မယ်။အတဲဘက်ကလည်းတက်နိုင်ဆုံးအများကြီး sporting ပေးသွားမယ်။ဒါအဖက်ဖက်ကနေပြီးတော့ပေါ့နော်။ဟုတ်လေဆိုတော့ဒီမမကိုလွတ်တဲ့အချိန်မှာဆိုရင်မမရဲ့ fan တွေအများကြီးဝန်းရံကြရတယ်။ပြီးတော့ဟိုသွားပြိုင်တဲ့အခါမှာလည်းလုံးဝဖျားနေမယ်ဆိုရတဲ့အမိုက်စာယုံကြည်ပါတယ်လို့အဲတကယ်ကြိုတိရပါဘော။ကြိုတိရဲ့ team ကပါဒါပေမဲ့မပြောခဲ့တဲ့ team ကပေါ့နော်။ အာကြိုပြီးတော့သိရပါတယ်ဟုတ်ကဲ့ရင်ခုန်ပါတယ်ဒါဆရာရဲ့ရွေးချယ်မှုပေါ်မှာလည်းတ respect ထားပါတယ်ပြီးတော့မမကိုရွေးလိုက်တဲ့ဟာလည်း right decision ဖြစ်တယ်လို့တည်းပြောချင်ပါတယ်ဟုတ်အာကျေးဇူးအများကြီးတင်ပါတယ်လို့တော်တော်ရဲ့ fan လေးတွေတဲ့ကိုအားပေးတဲ့လူတွေပိတ်သက်တွေရဲ့တဲ့ရဲ့ comeback ကိုပြန်ပြီးတော့မျှော်ပေးကြတဲ့အတွက်ပေါ့ဟုတ်ကဲ့အာရှိရောရှိလာအောင်ပါဒါပေမဲ့အချိန်ရတော့ဘေးချိန်မှာဘယ်လိုမျိုးဆိုရတော့တဲ့အတိအကျမပြောသေးပါဘူး မို့ဆိုရင်အာသာချက် data အများကြီးရှိတာပေါ့နော်ဒါမမရဲ့ aura ဆိုလည်းတဲ့အရင်ကြိုက်တယ်မမရဲ့ဒီ face type က strong back ကိုသွားတယ်ရှားတဲ့မျက်နှာပေါက်မျိုးပေါ့နော်အဲ့တော့အရင်ကြိုက်တယ်ပြီးတော့ဒီ talent ဆိုရင်လည်းဒါကိုရီတူတူပြိုင်ခဲ့ကြရပြီဆိုတော့အကုန်လုံးလည်းအတိပဲဆိုတော့အရင်သဘောကျပါတယ်ဟုတ်ကဲ့ဟုတ်ရှိဘူး ဟုတ်ကဲ့ဖြစ်ဟုတ်ကဲ့အာဒါမင်းညကလေးရပါတော့တေပိုစတင်လိုက်ကလေးရဆူတောင်းပေးတယ်အခုထိဆူတောင်းပေးကြတယ်တခုတယောက်ချင်းစီကိုဒီနေရာနေပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်လို့တဲ့ reply နောက်ကျရင်လည်းစိတ်မကောက်ပါနဲ့လို့တယောက်ချင်းစီကိုအကုန်လုံးကိုတေချာလေးပြန်ပေးပါမယ်လို့ကျေးဇူးပါရှေးကိုပါပါပါ